မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါအချင်းချခံထားရတဲ့လူထုခေါင်းဆောင်နိုင်ငံတော်တိုင်ပကံပုတ်ကိုဒေါ်ဆန်းစုကြည်ဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်စတာစကေ9.9အဆင့်ရှိတဲ့သကိုင်းကလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းရဲ့ပြင်သစ်အခြေစိုက်လူအခွင့်အရေးရှင်တွေအဖွဲ့ Simray and Finnero ကဂျွန်လ19ရက်ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့အကျဉ်းထောက်ဟာငလင်တန်ကျောက်ပျက်စီးခဲ့ပြီးဘဘက်လက်မောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းသတင်းရင်းမြစ်များစွာကဖော်ပြထားကြတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။မစ္စတာရှောင်းတာနယ်ကလည်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အရာပြင်းငလင်ကြီးကျောက်လူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကောင်စီရဲ့ဆိုးရွားလာတဲ့ဂျမိုင်းရဲ့ဆောက်ရှောက်မှုအောက်မှာစေကူတာမှုခံယူနေရတယ်လို့စုဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးသူ့ရဲ့အင်တာနက်လူမှုကိုရဲ့ဆာမျက်နှာမှာဂျွန်လာဆက်ရှင်နဲ့ညပိုင်းကရေးသားဖော်ပြခဲ့ပါတယ်။ဒေါက်ဆန်စုတီဟာ2014ခုနှစ်ကတည်းကမြန်မာနိုင်ငံသားတွေရဲ့ပညာရေးကျန်းမာရေးလူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုကိုကြီးထောက်ပံ့ပေးဖို့ရည်ရွယ်ပြီးစုဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်ရှင်။ ပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ကမြန်မာနိုင်ငံအပေါ်အရေးယူဖို့ဆုံးဖြတ်ချက်ထွက်ထားပေမဲ့လည်းစစ်ကောင်စီရောပြည်တွင်းကလုပ်ငန်းခွင်တချို့ပါအတမခိုင်းစေတဲ့လုပ်ရက်တွေဆက်လက်ကျူးလွန်နေတယ်လို့ပြည်တွင်းအလို့သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်စစ်ကောင်စီအနေနဲ့အသက်မပြည့်သေးသူတွေအပါအဝင်လူငယ်တွေကိုစစ်မှုထမ်းဖို့အတမစေခိုင်းတာပြည်သူတချို့ကိုပေါ်တာဆွဲပြီးလူသားတိုင်းအသုံးချဖို့ကောဆောင်တာမျိုးအတမခိုင်းစေမှုကျူးလွန်တဲ့ဖြစ်ရပ်တွေဆက်လုပ်နေတာဖြစ်တယ်လို့သူတို့ကဆိုပါတယ် ဒါပြင်စက်ရုံတချို့မှာလောက်သမားရဲ့ဆန္ဒမပါပဲအချိန်ဘူးအစမတန်ခေါ်ယူတာလောက်အားကချိုးနှိမ်ပြီးအတ္တမစေခိုင်းတာလောက်သမားများတမကဝင်တွေကို ပြစ်မှတ်ထားအလုပ်ထုတ်တာစတဲ့လှုပ်ဆောင်ချက်တွေဆက်ရှိနေတာလို့ပြည်တွင်းအခြေဆိုင်လောက်သမားအဖွဲ့ခေါင်းဆောင်တယောက်ကပြောပါတယ်ဒါပြင်ဇူလ23ရက်ကရွှေပြည်သားမြို့နယ်က ရန်ရန်မြန်မာအထက်ချုပ်စက်ယုံမှလောက်ခတိုးပေဖို့ဥဆောင်တောင်းဆိုတဲ့အလို့သမားခေါင်းဆောင်တချို့ကိုစက်ယုံကရဲခေါ်ပြီးဖိအားပေးချိတ်ချောက်တဲ့လို့ရရှိခဲ့တယ်လို့အလို့သမားအဖွဲ့တွေစီကသိရပါတယ်ရှင်စစ်ကောင်စီအာဏာဆက်တရားမှုမရှိတော့ဘဲချင်းညီနောင်သိပ်ပိုက်ထားတဲ့ဒေသတွေမှာပြည်သူတွေပြန်လည်နေထိုင်ကြဖို့ချင်းညီနောင်ကဖိတ်ခေါ်နေပါတယ်သီရိသတင်းပေးပို့ထားပါတယ်ရှင်ချင်းညီနောင်သိမ့်ပိုက်ထားတဲ့မြို့တွေမှာ ပြည်သူတွေနေထိုင်ပြီးပုံမှန်အတိုင်းပြန်လည်လည်ပတ်ဖို့လှုံ့ဆော်နေပြီလို့ချင်းညီနောင်တာဝန်ရှိသူတွေကပြောပါတယ်။မြို့တွေကိုသိမ်းပိုက်ပြီးတဲ့အခါအရက်သားတွေနေထိုင်နိုင်အောင်ရှင်းလင်းရေးတွေလှုံ့ဆော်ပြီးရေရရှိရေးနဲ့စီပင်လုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်ထားတယ်လို့သိရပါတယ်။မင်းတပ်မြို့မှာတော့အုပ်ချုပ်ရေးလုပ်ငန်းတွေလည်ပတ်နေပြီးပြည်သူဝန်ဆောင်မှုလုပ်ငန်းအလုံးပြန်လည်စတင်နိုင်နေပြီလို့သိရပါတယ်။ဒေသရင်းကပြည်သူတွေစားဝတ်နေရေးပြည်လည်ဖို့အတွက်စိုက်ပျိုးရေးခန္ဓာမြင့်တင်ရေးတွေအဓိကလှုံ့ဆော်နေပြီး တလိဆန်မွေးမြူရေးလုပ်ငန်းတွေမှာလည်းအကူအညီတွေပေးနေတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းယောမန်ကပြောပါတယ်။စစ်ကွန်စီလက်ထက်နဲ့တန်လင်ရယူနိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပထမဦးစားပေးတာတော့ဟိုမှာလိုမျိုးမြို့တင်တဲ့ဘွဲ့နဲ့ပြင်ထိုင်ခဲ့တဲ့မတူပီလိုမျိုးမင်းတက်လိုမျိုးဖလမ်လိုမျိုးမျိုးဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးဦးစားပေးလိုရတာတော့ဒီမြေမုံမိုင်းနေပေါ့နော်။အမြေမြုံမိုင်းနေရှင်းလင်းတာဒီစစ်လက်ကြံပစ္စည်းတွေပေါ့ပြောချင်တာဒီအေနာကာလိုမျိုး 60မမတို့ဒီ RPG ပုံသီးဒီပေါ့နော်အဲ့လိုမျိုးတကယ် unexploded ordinance ဒီလိုမျိုးပြန်လဲပေါက်ကွဲနိုင်သေးတဲ့ဒီ selenium ချမ်းပစ္စည်းတွေရှင်းနေတယ်ညံ့ညို့ mine ရှင်းနေတယ်ပေါ့နော်အဲ့ဒါတော့အဲ့ဒါတော့ကျွန်တော်ဦးစားပေးမှာဆောင်ရွက်ကြတာပေါ့ကံပလန်မြို့နယ်မှာတော့မိုင်းရှင်းလင်းရေးတွေနဲ့လမ်းပြုပြင်တာတွေမြို့ရင်းတန်ရှင်းရေးလုပ်ငန်းတွေလှုပ်ဆောင်ထားတယ်လို့သိရပါဗျ။ချင်းတွင်းမြို့မှာတော့မြို့သိမ်းတိုက်ပွဲ6လနီးပါးကြာမြင့်ခဲ့တဲ့အတွက် တိုက်ပွဲရံနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမီးရှို့မှုတွေကြောင့်တမျိုးလုံးနီးပါးပျက်စီးခဲ့တယ်လို့သိရပါဗျ။ပြည်လဲထူထောင်ရေးကော်မတီဖွဲ့စည်းပြီးပြည်သူတွေအတွက်အရေးပေါ်တဲတွေထိုးပေးကာပြည်လဲနေထိုင်နိုင်အောင်ကြိုးစားနေတယ်လို့သိရပါဗျ။ဒီစာနာရေးခါဘူးပေါ့လေ။အာပန်ပိုးတာတွေရှိတယ်လို့အာဂျန်နဲ့ဒီဒီတိုင်းနေရင်နဲ့ဟိုမှာကျင်တွေးမှာဆိုရင်လဲရှိပေါ့လေ။အာအဲ့ဒီလဲတွေကိုကျွန်တော်တို့အာဒီဟိုမှာရှိတဲ့အာ ကြံခဲ့တဲ့နွားတွေပေါ့လေဒါတွေကိုအတုံးပြုတ်ပြီးမှပြန်ထွန်ပြီးမှအတပိုင်းတနိုင်နဲ့ပြန်ပြီးမှစိုက်ပြိုးပြီးမှအလုဆောင်နေတာတွေလည်းရှိတယ်။အော်ဒီကျင်တွေ့အနေအထားကတော့တို့များများအော်ဘယ်လိုပြောမလဲတို့လေးကိုပြည့်စည်သွားတော့ဒီတန်လေတိဆောင်ရေးကအော်ဘယ်လိုပြောမလဲအတိတ်ကနဲ့စပြီးမှပြန်လုရတာဖြစ်တဲ့အတွက်မင်းရဲ့ကိုဒီရုံးကန်ပြီးမှအော်ပြန်လုကြရတဲ့အနေအထားတို့ရှိပါတယ်လို့လေချောင်းရံစိုးရိမ်နေရပါမယ်လေ ကျမ်းမာရေးပညာရေးစတဲ့ကဏ္ဍတွေလည်းပြန်လည်စတင်နေပြီလို့သိရပါဗျ။မရဒေတာဖြစ်တဲ့လိုင်လင်းပင်မြို့မှာတော့နေမြေရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်ထားပြီးယာယီစစ်ပေးရှောင်တွေနဲ့နေရက်ဆွန့်ခွာပြည်သူတွေကိုဒေတာကိုပြန်လည်အခြေချနေထိုင်နိုင်နေပြီလို့တာဝန်ရှိသူတွေကပြောပါဗျ။ကျွန်တော်လက်ရှိမှာလည်းဒီနိုင်ငံတကာအဖွဲ့အစည်းနဲ့အခြေဆက်ဆောင်မှုကဒီရဲ့ရွာအပြန်လည်ဒီဆောက်ရေးတို့ဒီကျန်းမာရေးပညာရေးဝန်ဆောင်မှုပြီးနိုင်ဖို့ပဲကျွန်တော် ဒီဆောင်ရွက်နေရရှိပါတယ်ပြီးတော့အထူးသဖြင့်ကျွန်တော်တို့ဒီ Lining ပြည်မြို့အအုပ်ချုပ်ရေးအအုပ်ဒီကိုလည်းဟိုအခုတတိယအပီတူမီလာခန်တတပထမဘူကောင်စီအစည်းအဝေးမှာလည်းအတည်ပြုပြန်ထံပြီးဖြစ်ပါတယ်ချင်းပြည်နယ်ကိုမြို့နယ်မှာမတူပီမင်းတက်ကံပလက်ဖလန်းမြို့နယ်တို့ကိုချင်းပြည်နောင်ကတင်ပိုက်ထားပြီးတိုက်ပွဲတွေကြောင့်ချင်းပြည်သူ2သိန်းကျော်နေရွှန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ် ကျမသီရီပါဝေးမင်းတွေကချင်ပြည်နယ်ပမော်မြို့နယ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့နေရာတွေကိုစစ်ကောင်စီဘက်ကစစ်ရေးလှုပ်ရှားလာတာကြောင့်ပြစ်ခတ်မှုတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ကချင်စစ်ရေးတရင်မြစ်ကနေသိရပါဗျ။ပမော်မြို့ရှိစစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားပြီးစစ်ကောင်စီဘက်ကတော့မကြာခဏစစ်ကြောင်းထိုးလှုပ်ရှားတာတွေရှိနေတယ်လို့ကချင်ရဲဘော်တယောက်ကပြောပါဗျ။ စစ်ကောင်စီဘက်ကဗမော်မြို့ပတ်ဝန်းကျင်ကိုလေကြောင်းတက်ခတ်မှုတွေလည်းနေ့စဉ်ပြုလုပ်နေပြီး လေကြောင်းကနေလက်နက်ခဲယံနဲ့စစ်အင်အားပို့တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကနေမြေချဲ့ထွင်မှုအတွက် drone ပုံကျဲမှုတွေအများပြားနဲ့တန်ကြပ်ကပစ်ကူတွေနဲ့စစ်အလှုပ်ရှားတာဖြစ်တယ်လို့ရှေ့ရန်က KIA တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချွတ်ဆက်မှကျေးဇူးတင်ပါတယ်ရှင်။